နေမောင်နှံသမီးလေးတရားရွယ်ရောက်တော့စဉ်းစားရပြီလည်းပဲပညာရေးကိစ္စပညာရေးကိစ္စပြီးတော့အိမ်တော်ရေးကိစ္စဒါတွေကတည်းကစီမံရဒူရီသောသမီးလေးဆိုတော့ကြံရှိတဲ့လက်ကြံစီစဉ်ဥစ္စာတွေကိုလည်းသူတို့မိဘနှဘာမရှိရင်စိတ်မချဘူးတဲ့ဒီပြည်သေးဥစ္စာတွေကိုစိတ်မချဘူးဒါကြောင့်တော့ငွေဆက်ကံမှုသမီးလေးကိုမြဲမြဲ အိမ်ကောင်ကနန်းရှပေးမှတော်ပါမယ်လို့ဒီလိုလေးပြောတော့သမီးလေးကအဖေတို့မေတို့ရဲ့အဖေတို့မေတို့ကဘယ်လောက်ပဲကိစ္စများပြန်လို့တို့ပေါ့မှာဘေးတွေကဝန်ရံရံတွေကအလုံးပေါ်ကြောက်လန့်ပဲတကားပါဘုကြောင့်အကောညာရှိလည်းရဲ့အဖေတို့မေတို့ရေအိမ်ကောင်ကနန်းမပြုတ်ခြင်းမဟုတ်သမီးကိုအိမ်ကောင်ချမပေးပါနဲ့ထဲသမီးမရဘူး နဲ့ငါတို့ပိုင်ဆိုင်ရတဲ့ပြည်သူဥစ္စာတွေကနမရငုံငုံဘောဘွားစင်သားကတင်တင်အစားကြောင်းလာတဲ့ပြည်သူဥစ္စာတွေရှိတယ်။ဒီပြည်သူဥစ္စာတွေငါတို့မိဘနာဘသိပြီးသွားရင်နင့်တယောက်တည်းဘယ်လိုလုပ်မနှုံးနင်ကမိန်းလဲမိန်းမသားတာ။ဒါကြောင့်အားလွဲတဲ့မိန်းမသားမှုဒီအိမ်တော်ကလည်းရှပေးမှတော်မယ်ဆိုအတင်းပေးစားတယ်ပြန်မြန်မြန်ပြောကြလို့နော်မှန်ပါဗျာအဲ့တော့အိမ်တော်ကလည်းအိမ်တော်မပြုတ်ခြင်းမင်းနဲ့ပြုတ်ရပြီ။ ဟုတ်တယ်မလားမှန်ပါဗျာတို့ရထရမင်္ဂလာဆောင်တွေရောမိဘနာဘတင်းမင်္ဂလာဆောင်တော့ပြရတာလားမသိဘူးเนาะမပြည့်ရင်မင်းနဲ့ပြရတာလားဟုတ်ပါဘူးဗျာအေးကြောင်းလာတဲ့ကြောင်းသားလေးတွေတို့မင်းတို့မြို့နေတို့လည်းတော်သားမြို့မှာနေဘာပဲဖြစ်ဖြစ်အမြင်တော့ကျဲတယ်ဗျာဒါကြောင့်မြို့နေပါကွာရောက်တော့လာတယ်တလားလောက်နေတော့ဘလို့ဖြစ်လို့ဘလို့ပြန်ပြန်တော့အိမ်အောင်ကြာ ဲ့တော့မသိရင်ပဲတို့မေတ္တာကတော့ဘုန်းကြီးကျောင်းကပညာစင်ပြီးတဲ့ကျောင်းလို့ဖြစ်တယ်။အင်းတော်နဲ့ကြည့်ရတယ်။အဲဒီနေ့မင်္ဂလာဆောင်တဲ့ဟိုကောင်လေးရတယ်အဲ့ဒါကျောင်းမှနေသွားသေးတယ်။နေသွားတော့ဩဒီကောင်တကောင်တော့လွတ်နေတယ်ဘောဘယ်ဟုတ်မလို့မနေ့ကစွန့်ကြိမ်လေးနဲ့ပါလာတယ်။ဩအေးဟုတ်တော့လေဟုတ်ပြီဒါတခါတခါဆိုရင်တော့မဖြစ်တာပေါ့တိုက်ဆိုင်တိုက်ဆိုင်မှုပါခင်ဗျာခဏခဏကြာတော့လေ မစွန်တဲ့သူကြောင်းတော်လာခဲ့နော်ယတိတာမတော့တဲ့ဝိယဝဆလှုပ်ချင်းတိုင်းသူ့အတူစွန်သွားနိုင်မယ်ဟုတ်လားဒါကြောင့်လို့ခုတို့ယတဲ့ရွာတွေကတော့အဲ့လိုဟုတ်မယ်ထင်ပါဘူးဗျာဟိုမှာအိမ်တော်ကနေတိတ်ရှက်ပေးတာတော့မှအိမ်တော်မပြုတ်ခြင်းပဲနဲ့ပြုတ်လဲရပြီစီးပွားလည်းရှိရုပ်သဘောအုပ်စောနော်ဥဇဘောရုပ်ရှောအဲ့နိုင်အိမ်တော်ပြုတ်လဲရပြီ ည်ဆိုတော့တခါလေအိမ်တော်ပြုတ်ကလေးရတိုင်းအာလှလည်းမပြင်းဘူးအေးရေလည်းမလျှို့လှလည်းမပြင်းဘူးဒီတိုင်းပဲလေစိတ်ပြက်လက်ပြက်ကြီးနေတော့မြို့သားကနင့်နေဟုတ်သေးပါဘူးရေလေးဘာလေးလဲချုပ်အလှလေးဘာလေးလဲပြင်းအောင်မပေါ့သက်သက်ခက်ခက်လေးနေဦးတောင်မပေါ့တနေ့တနေ့တခါတည်းလက်မှန်ရှာပြီးတော့စိတ်ပြက်လက်ပြက်ငွေရည်တွေ့နေရတာကျမကလေ ိမ်တော်မပြုတ်ခြင်းမူတော့ကာရဝတ္တကိစ္စများကလူတို့ပေါင်းမှာဒီတွေကလည်းပဲဝန်ရံရံသူတွေကလည်းလုံပေါ်ကြောက်လာတရားကောင်းတယ်တဲ့ပါရမီရှင်မျိုးသမီးလေးဘုရားဗာမျိုးသမီးလေးလဲပါရမီရှင်မျိုးသမီးပါဗျာပါရမီရှင်မျိုးသမီးလေးဆိုတော့ကျမကလည်းအိမ်ကမပြည့်ခြင်းနဲ့ပြုရတာတော့ဒါကြောင့်ချင်းကလည်းအိမ်ဦးနဲ့လို့လဲရိုသေးပါတယ်လေးစားပါတယ်အားထားပါတယ် ကျမကအိမ်တော်မပြည့်ချိန်မှကျမဆင်းပြေသလိုနေပြရစေလို့ပြောတော့ကဲမေပါပြည့်ချင်ကျမပြည့်ချင်တာပြောရမှာအေးပြောပါကျမကသီလရှင်ဝတ်ရှင်လေခုခေတ်လို့ပြောရင်ပေါ့ကျွန်တော်ကတော့ဘက်ခုနေမှာပေါ့ဟုတ်လားမှန်ပါဗျာကျမသီလရှင်ဝတ်ရှင်လေကဲမင်းတလောင်းပါဝတ်ရှင်လေဆိုတော့ဝတ်ပြီးတော့ငါရန်တကလုပ်ပြီးတော့သီလရှင်ဝတ်ပြီးမယ်ဘက်ခုနေဝတ်ပြီးမယ်ပေါ့ အဲ့ဒါနဲ့လည်းဘိက္ခုနေဝေပေးတယ်ပေါ့ဗျာဘိက္ခုနေလည်းဝေပေးတဲ့ခါမှာအဲ့ဒီခါမှာဘိက္ခုနေသာသနာကဝါရနှမျိုးကွဲနေတဲ့အရှိနဘတ်တေဝါရကတို့ကိုးကွဲတဲ့ဗုဒ္ဓဝါဒဘယ်ဝါရလဲဗုဒ္ဓဝါဒပါဗျာအဲ့ဒီဗုဒ္ဓဝါဒတွေကခွတ်ထဲပြီးတော့မကောင်းကျင်တဲ့မြတ်စွာဘုရားကိုအမြဲတမ်း နောက်ရနေတဲ့မလွတ်ယုံမှစိတ်ထားတဲ့ရှင်ဒီဝဒကခွဲထွက်ပြီးတော့သူကဒဇင်ထောင်ဟုတ်တယ်မလားသာသနာခစ်ပြိုင်လို့ဘာလို့လဲဆိုရင်ဒီဝဒပါပါဒါပေမဲ့ဒီဝဒကလည်းရှင်ဒီဝဒသူ့ပိဋကတ်နဲ့သူ